ဆယ်လီနာဂေါမက်စ်ကိုတင်စာဖောက်သွားတဲ့ဘန်နီပလန်ကိုမင်္ဂလာပါဆန်အမေချန်နယ်ပရိသတ်ကြီးရင်ဆယ်လီနာဂေါမက်စ်ကတော့စဆိုင်ရရာပြည့်စုံနေပြီမယ့်အချိန်ကြီးမှကန့်ခဲတဲ့သူလို့ပြောရမှာပါအရင်စားရီကမကောင်းလို့ပြက်စဲသွားပြီးအခုချစ်သူတင်လင်းကလည်းတစ္ဆာဖောက်သွားခဲ့ပါတယ်။ဂျက်စတင်ဘီဘာနဲ့တုန်းကလည်းဆယ်လီနာကပြက်စင်းနေတဲ့ဂျက်စတင်ဘီဘာကိုတတော်လေးထိန်ခဲ့ရပါတယ်။ဂျက်စတင်ဘီဘာကရှုပ်ွေတဲ့သူမျိုးခဏခဏပြက်လိုက်ဆက်လိုက်ဖြစ်ပြီးတဲ့နောက်မှာတော့တခြားမိန်းမနဲ့လက်ထပ်သွားခဲ့တာပါ။ အခုလည်းစိစက်ထားတာလပိုင်းမရှိသေးတဲ့ပန်နီပလန်ကိုကနမကြီးအပြာမော်တဲ့နဲ့ဒိတ်ခဲ့ပါသေးတယ်။ဆယ်လီနာရဲ့ချစ်သူတလီပန်နီဟာကဘာတဝန်းကမီဒီယာတွေရဲ့အာရုံစိုက်မှုကိုခံနေရပြီးပန်နီရဲ့အားနည်းချက်တွေကိုဝေဖန်ထောက်ပြနေကြပါတယ်။ပန်နီဟာဂီတထုတ်လို့ရပါရှင်ဖြစ်လို့ချမ်းသာပေမယ့်အဝတ်အစားဝတ္ထာကလည်းဖက်ရှင်မကြတဲ့လို့ရုပ်ရည်ချောမောမှုလည်းမရှိပါဘူးအဆိုးဆုံးကတော့ဝါနေပါသေးတယ် ဒီလိုအားနည်းချက်တွေရှိပြီးတိတ်တိတ်ကျဲဆယ်လီနာနဲ့လုံးဝမလိုက်ဖက်တဲ့သူကဆယ်လီနာရဲ့ချစ်သူဖြစ်ဖို့တော့မတန်ဘူးလို့ဝေဖန်နေကြတာပါရုပ်ရည်အားနေပေမဲ့ဆယ်လီနာပေါ်မှာချက်မှာပဲလို့ပရိသတ်တွေကထင်ခဲ့ကြပါတယ်။ဒါပေမဲ့လေပန်နီကတော့သူနဲ့မတမယာရထားတဲ့ဆယ်လီနာကိုတံမိုးမထားပဲပေါက်ပြန်တဲ့တင်းင်းကြီးထွက်လာခဲ့ပါပြီ။ပန်နီပလန်ကဟာပြီးခဲ့တဲ့ရက်ကဆယ်လီနာနဲ့ခင်မင်းရင်းနှီးရဲ့အပြာမော်ဒယ်ထရေဆာနဲ့နှစ်ယောက်ထင်းကြားစာစာခဲ့ကြတာပါ။ သူတို့နှစ်ယောက်ကရိုးရိုးသားသားများစွာဆံယုံနေလားနောက်ထပ်ဘာစားကြသည်လဲဆိုတော့ဘူးတော့အခုထိပပါရာစီတည်င်းဌာနတွေကတော့မဖော်ထုတ်နိုင်သေးပါဘူးဒီတာထုတ်လို့ရပါရှင်ဘန်နီနဲ့အပြာမော်တယ်ဆိုတော့အလုပ်ကိစ္စကြောင့်ချိန်ထွေတယ်လို့ပြောရအောင်လဲတဘာဝမကြပါဘူးပြီးတော့ Tracer က Only Bunny ရိုက်တဲ့မော်တယ်ဖြစ်ပြီးဘန်နီပလန်ကိုကသူမရဲ့ Instagram ကို follow လုပ်ထားပါသေးတယ် ဆယ်လီနာမသိအောင်ချိန်တွေးခဲ့ကြပြီးမယ်ဆယ်လီနာကသိရှိသွားပြီးတော့တငယ်ချင်း Tracer ကို Instagram မှာ unfollow လုပ်ခဲ့ပါတယ်။ Tracer နဲ့ဆယ်လီနာတို့က2019ခုနှစ်လောက်ကတည်းကတငယ်ချင်းတွေဖြစ်ခင်တာပါ။ချစ်သူနဲ့ချင်းတွေ့ပြီးဒနာစားတဲ့တငယ်ချင်းကို unfollow လုပ်ပြီးချစ်သူဖြစ်သူကိုတော့အခုထိ unfollow မလုပ်သေးပါဘူးဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးရောဆယ်လီနာကောမတ်စ်နေရာမှာဖြစ်ခဲ့ရင်ပေါ့ပြန်တဲ့ကိုချစ်သူကို unfollow လုပ်မလား ကိုချစ်သူနဲ့ဖောက်ပြန်တဲ့တကယ်ချင်းကို unfollow လုပ်မှလားဆိုတော့ comment မှာရေးပေးခဲ့ကြပါဦးနော်